ထထထွန်းနေတိုင်းပြောပါတယ်နံပါတ်9ဘ ᱹ ရုဟုမှကုလိုဖြစ်ဖို့မမျော်လင့်ပါနဲ့ကြောင်းမြတ်ရတနာတစ်ခု အတူလားအစလားခွဲခြားတဲ့အခါမှန်ဘလူးနဲ့တည်တည်ချာချာကြည့်ပြီးသူ့အတွင်းထဲမှာ inclusion လို့ခေါ်တဲ့တဘာဝဖြစ်ချက်ကိုရှာရတယ်သူ့အတွင်းထဲမှာတဘာဝအတိုင်းဖြစ်နေတဲ့ဖြစ်ချက်တွေ့ရင်အဲ့ဒါ genuine ပဲ don't trust ပဲ ဘာအပြည့်မှရှားမရဘူး၆ပြည့်ခင်တဲလဲစမယ်စင်လုံးချောကောင်းနေတယ်ဆိုရင်တတိတော်ထားပြီတော့အဲ့ဒါအတူဖြစ်ဖို့တရားသလောက်ပဲတဲ့ဒီလိုပါပဲနော်ယောဒစစ်မှန်တဲ့သူဆိုရင်ခြုံရင်းချက်အပြည့်အနာအစာတွေ့ရမှာပါ လူတယောက်ကိုပြည့်ပြည့်စုံတယ်လို့ပြောနေပြီဆိုရင်တတိထားပါတော့ကိုကကိုကိုကိုညာနေရဖြစ်ရင်ဖြစ်မယ်သူကညာနေရဖြစ်ရင်ဖြစ်မယ် ခုခုကိုလည်းအပြစ်ရှာလို့မရအောင် ကောင်းတယ်လို့ထင်နေထက်ပြန်နေဒါလည်းအထင်မှားအမြင်မှားပါပဲကိုယ်ပါဝင်ဘူးမှပြည့်ပြည့်စုံနေတာဆိုတာမရှိပါဘူးကိုယ်တရားရောက်ကပြည့်ပြည့်စုံမှုညှောလင်းချက်ထားနေတယ်ဆိုရင်မဖြစ်နိုင်ကြောင်းရှင်းရှင်းလင်းလင်းဖွင့်ပြလိုက်ပါပြည့်ပြည့်စုံတဲ့လူတစ်ယောက်ဖြစ်ဖို့ဆိုတာညှောလင်းတာဟာမဖြစ်နိုင်တာကိုညှောလင်းတာသူရောကိုရောစိတ်ဆင်းရဲသွားလိမ့်မယ် ဒါကြောင့်အယူဒါဆုံးဟုတ်တလားအစစ်မှန်ဆုံးဟုတ်တလားဆိုတာပဲဆက်စပါတော်တော်တန်ရချုံရင်းချက်အပြစ်တွေ့လေထားလိုက်ပြီးဆက်လက်ချစ်ခင်မြတ်လို့ပါပုံကြီးမချဲလိုက်ပါနဲ့သူတစ်ပါးမှာအမားချုံရင်းချက်အပြစ်လက်ဆုံးတရားတွေ့ခဲ့ရင် ခုခုကိုမှန်ထဲမှာမြင်ရတယ်လို့သဘောထားပါနံပါတ်30ကောင်းနာတွေရှာကြည့်ပါကိုရတာကြီးတဲ့မြတ်တတ်မယ်ဆိုရင်ကောင်းတာတွေလှတာတွေ ီလောကကြီးမှာအများကြီးရှိပါတယ်။တရင်တွေမီဒီယာတွေထဲမှာကလည်းအစိုးရပါတာများတော့စိတ်ကမတိမတာအထွေးဝင်လာတယ်။ကဘာကြီးကမကောင်းတော့ဘူး။လူတွေကလည်းပျက်စီးကုန်ပြီ။ဘယ်မှာဘာဖြစ်လို့ဘယ်သူတွေကဖြစ်ဘလို့စတဲ့ဖြင့်ကိုယ်စိတ်ကိုဆွဲချမဲ့အကြောင်းတွေခေါင်းထဲမှာအဖြစ်အတွေးထဲမှာအဖြစ်ကြာတော့သတိထားမိတယ်။ငါးစိတ်ကြီးကညံ့နောက်နောက်ကြီးလို့ ခဲ့ခြေနေအရာ အစိုးတွေခမောခမတွေပြုပြင်မှုလုံနေတာတွေဟာတကယ်ပဲရှိပါတယ်ဟုတ်ပါတယ်မှန်ပါတယ်အရေးတကြီးကိစ္စပါသို့တော်လည်းငါစိတ်ကြီးလင်အေးချမ်းမှုကလည်းအရေးကြီးသေးတယ်ဆိုတာကိုလည်းမမေ့ဖို့လိုပါတယ်လောကကြီးမှာ ကောင်းတာတွေအများကြီးနေစဉ်ဖြစ်နေပါတယ်ရှိနေပါတယ်နော်လောကကြီးကဖူကောင်းတဲ့ဘက်ကိုအရင်ကတည်းကတဖြည်းဖြည်းသွားခဲ့ပါတယ်အခုလည်းသွားနေပါတယ် နောင်လဲသွားအောင်ပါပါဒါတွေကိုမြင်အောင်ကြည့်ပါကိုယ့်အတိုင်းအဝိုင်းထဲမှာကိုယ့်အနီးမှာကိုပဲပျော်ရွှင်မှုတွေချစ်ချင်းမြတ်တာတွေဖေးမှကျင်နာတာတွေစာနာထောက်ထားတာတွေမျှဝေတခြားသူတွေမြင်နေရတွေ့နေရပါတယ်ကိုယ်တိုင်းလည်းအတိုင်းအဝိုင်းကောင်းဖို့လုပ်နေတာပါပဲဒါစိတ်ကူးရမှာမဟုတ်တာ ကြီးလာရင်ကိုတွေ့ရတာပါနော်ကောင်းတာတွေကိုရှာကြည့်လိုက်ပါ ကောင်းတာတွေသိရပြီဆိုရင်စိတ်ကနေလိုကောင်းနေတယ်ချမ်းသာနေတယ်အာနေနေတာကောင်းတာတွေအများကြီးထဲမှာ လို့ခံစားရတာဘဝရဲ့အပြည့်စုံမှုတစ်ခုပါနေ့စဉ်ဘာတွေကြည့်တယ်လဲဘာတွေသိအောင်လုပ်တယ်လဲဘာတွေတွေးတယ်လဲဘာစာတွေဖတ်တယ်လဲဆိုတာကကိုယ်စိတ်ကြည်လင်အေးချမ်းစေမှာလားမအေးချမ်းစေဘူးလားဆိုတာကိုဆုံးဖြတ်ပေးပါတယ်ဒါကြောင့်ငါတကယ်စိတ်ချမ်းသာခြင်းရဲ့လားလို့ ကိုကိုကိုလေးလေးနက်နက်မေးပါပြီးရင်ငါအပြောတခြားအလုပ်တခြားဖြစ်နေ